အလုံးမင်းမင်းလာပါဗျာ Freedom Voice Channel နဲ့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထားပါကျွန်တော်ကိုပြပြပေးသွားမှာကတော့အစီအရှူဆောင်ရေးထားတဲ့ယူဘနန်တီယူဘကလျာဏီရှိတဲ့စာအုပ်လေးရဲ့အခန်း7ပဲဖြစ်ပါတယ်အခန်း7အပေါ်ကြီးထွက်သွားလျင်ဘီးမကအော်လူများတသက်မှာဘာမှဉာဏ်ပညာရဲ့လို့စူးစောင်းမိနိုင်တယ်မရှိဘူးနော်လက်ကုံနဲ့ရေခတ်တလို့ပဲခတ်တုံးခဏပဲလက်မတီးရဲ့ တော်တော်ကြာတော့လက်ကြားကစိတ်ထွက်ရတာမျိုးပဲဉာဏ်ပညာမှလည်းဒီလိုပဲရှေးရစုနောက်ကထွက်လိုက်တာပဲရေးပြောတလို့လက်မှာစွကြံရတဲ့လောက်ဉာဏ်ပညာကြီးတဲ့လူဟာလူလိမ္မာကြီးပညာရှိကြီးရဲ့လို့အလုံးကဝိုင်းပြီးမြောက်ကြပင်ကြတာပဲမဟုတ်လားကျွန်ုပ်ပြောတာနမေဘယ်နဲ့ခေါ်တယ်လဲမောင်ဖိုးတော်ခေါ်ပါတယ်မောင်ဖိုးတော် မိရဲ့နာမည်ကလည်းအယုတ်ဆုလူကလည်းအကြီးတန်းတဲ့တန်လိုက်ပါလားလူပုံကြီးကအယုတ်တော်ဆိုရဲ့တို့တော်ရိုးသားဖြောင်းမခြင်းယုံကြည်စိတ်ချရခြင်းစဉ်းစားစဉ်းကျင်တတ်ခြင်းစသည်တို့နဲ့အပြည့်စုံသောလက္ခဏာတော့ရှိတယ်ကဲကဲဒီထဲလာပါဦးစကားစမြည်ပြောရအောင် ျွန်ုပ်ကိုမြင်လိုက်ရင်ကြောက်တတ်တဲ့လူတွေနဲ့ချင်းနေလာခဲ့ရတာကြာပြီတခါတလေရေးရဲဝုန်းပြောဝုန်းအစုံရှိတဲ့လူများနဲ့စကားပြောဆိုရရဲ့ဆိုတာဝမ်းမြောက်စရာပဲကဲဝင်ပြီးတော့ဟုတ်ပြောလျက်မြင်မသည်ကလကာကိုလက်ဖြင့်ဖယ်ပြရာကျွန်ုပ်ဒီအခန်းအတွင်သို့ဝင်သွားလေ၏အခန်းဒီကလေယာပင်နဲ့ရှင်အနန်15ပြည်ကရှိ၍တဖက်၌အလုံးနုညက်ကောင်းမွန်လာသော ဟောင်းတို့ဖြင့်ခင်းချင်းလျက်ရှိသော ခုံရီတစ်ခုရှိအားခုံဤအနည်း၌လဲစားတောက်ဖွဲကောင်းသောတွေ့တီတို့သည်ဇပွဲတစ်ခုနှင့် တင်လျက်ထားသည်ကို တွေ့ရှိရှာလေသည်တတီတို့၏အနည်း၌လဲကြောက်ရီတစ်ကောင်းနှင့်ကြောက်ခွက်တစ်ခုရှိကုန်၏ကျွန်ုပ်သည်အခန်းတွင်းသို့ဝင်ပန်းလျင်ဝင်ပြန်လျင်တတီမွေညင်ထားလျက်ပင် ရှိသေးသည်ဖြစ်ရာမိခွက်ငယ်တို့မှလည်းစီမွေးတို့ဖြင့်ထုံညီလျက် ၎င်းတို့မှထွက်သောအငွေတို့သည်အလွန်တရာမှုေးကြိုင်လာကုန်၏ဘုရင်မသည်ကျွန်ုပ်၏အနီး၌ကဲ့၍လိုက်လာရာ၎င်း၏အဝေးစပင်းစသည်ကိုမှလည်းစိန်နှလုံးတာယာဝေကောင်းသောယနံ့တို့သည်တသင်းသင်းထွက်လျက်ရှိကုန်၏အခန်းတွင်သို့ရောက်လျင်ဘုရင်မသည်ခုံရှိကိုလက်ညှိုးညွန်ပြ၍ကဲ့ကဲ့ဒီမှာထိုင်ဒါလောက်မကြောက်ပါနဲ့မောင်ရဲ့ဘာမှကြောက်စရာအကြောင်းမရှိပါဘူး မောက်မတက်ချင်လို့ဒါလောက်ကြကြထားတာပေါ့တက်ချင်လို့ရင်မောင်နှုတ်ခုလောက်ဆိုတေတာကြားလာပြီစိတ်ချသာထိုင်ပါကျွန်တော်မမဘီမကဤတို့အားပေးတော်လဲများစွာအကြောင်းမပြေပဲကုံရှည်ဤတပတ်အစွန်တွင် ထိုင်လျက်ရှိရာဘီမလည်းအခြားအစွန်၌ဝင်၍ထိုင်လေ၏ထိုခါဘီမကကဲပြောစမ်းပါဦးမောင်ရဲ့မောင်ကဘယ်နဲ့ကြောင့်မကရဘာသာကိုနားလေရတယ်လဲ မင်းတို့ပြည်မှာဒီဘာသာကိုပဲပြောတယ်လားမောင်တို့ပြည်နမည်ကဘယ်နဲ့ခေါ်တယ်လဲကျွန်တော်တို့ပြည်မှာဒီဘာသာဖြင့်ပြောဆိုခြင်းမပြုပါမြတ်စွာဘုရားဟောတော်မူခဲ့သောစာပေများကိုသာပါဠိသို့မဟုတ်မဂဒဘာသာဖြင့်အီတလီရဲ့ရှိပါသည်ကျွန်တော်တို့ပြည်ကိုမြန်မာပြည်ဟုခေါ်ပါသည်အော်မြန်မာပြည်နို့နေပါဦးမဂဒဘာသာပြောရပြီဘယ်ပြည်များရှိသေးတယ်လဲ ယခုခါတီယိုကျွန်းတကျွန်းမှာပဲမာဂရပါတာကိုအသုံးပြုပါတယ်တီယိုကျွန်းအော်အော်တတိယပြီတတိယပြီဟိုဟနုမန်တို့ကြောက်တန်းကကူးတယ်ဆိုတာကျွန်းလားမှန်ပါတယ်ဟိုလုံးခါကတော့ဒီဘာသာသူတို့မပြောပါကလားသူတို့ဘာသာနဲ့သူတို့တခြားမဟုတ်လားပထမတော့တတိတခြားဖြစ်ပါတယ် now ရှင်ဗုဒ္ဓဂေါတာကိုတော့ကထူကျွန်းကိုတော်ပြီးစတုဒ္ဒတင်ခန္ဓာတင်ပြီးနောက်မှာတော့ အဲ့ဒီထိုကျိုး၌၎င်းဘာသာကိုအသုံးစွဲပြကြပါတယ်။နို့မောင်ကတော့ဘယ်နဲ့ကြောင့်ပြောတတ်တယ်လဲ။ကျွန်တော်တို့ပြည်မှာမြတ်စွာဘုရားဟောတော်မူတဲ့တရားတွေကို၎င်းဘာသာဖြင့်ရေးသားသဖြင့်သင်ကြားလေ့လာခြင်းကိုပြုတော်ကြောင့်တက်မြောက်ပါသည်။အော်ဒါနဲ့မောင်ပြောတဲ့မြတ်စွာဘုရားဆိုတော့ဘယ်လိုလဲ။ရှင်ဂေါရမမြတ်စွာဘုရားဖြစ်ပါရဲ့။အော်သူကကျွန်ုပ်တို့ဖြေကပဲမဟုတ်လားနေပါဦးတုတ်တော်ဒနာမင်းကြီးဒါတော့တိတ်တရမင်းသားဆိုရလား မှန်ပါတယ်။အော်သူကဖီးယားဖြစ်တယ်။အင်းအင်းတဲတော်ရဲ့မိယောက်ကြပါပြီပဲ။သူတို့ဖြင့်ဒီเจ้าနေမိတလောက်တောင်ရှိနေပါပြီ။စကားဆမိလို့ပြောမှာပဲတတိယရယ်။မာဂန်နီတို့များဟိုတုန်းကလေသူ့မိဖီးယားစစ်စင်ကလေးဟုတ်လာပြီးမှတ်ပြီးကျွန်ုပ်ကသူ့အရာကိုလူမယ်မှတ်လို့ကျွန်ုပ်ရုပ်ချိုးတာကိုပဲသူကမနာလို့မရှုစိတ်ဖြစ်နေတယ်။တာမဂိုရီတယောက်ဖြင့်သူ့လက်ချက်နဲ့ပဲတေချာရောနော်။ ဂျင်းကိုလည်းနောက်ဥရဏဥရဏမင်းကတက်ပြစ်လိုက်တယ်မဟုတ်လားဂျီကောင်မမျိုးဒလို့ဖြစ်မှာပဲသူတို့ဘာမကောင်းချင်ကိုမကောင်းဖြစ်ဟုတ်တယ်မဟုတ်လားဟုတ်မေးလင်ကျွန်တော်မှာဘယင်မကြီးမျက်နာကိုမမြင်ရသေးတော့လဲအတန်နဲ့အမောရာတို့ကိုခံမှန်းရသည်မှာအသက်30ခန့်များသာရှိအောင်မည်ဖြစ်၍မြတ်စွာဘုရားလက်ထက်တော်၌ဖြစ်ပျက်ခဲ့သောအကြောင်းအရာတို့ကိုမိမိကိုယ်တိုင်တွေ့ကြုံခဲ့ရ၏ခဲ့ရ၏ တာမာဝရီမာဂနီစတီတို့မှာလည်းမိမိတငယ်ချင်းကဲ့သို့ပင်ပြောဆိုလျက်ရှိသည်ဟုကြားရသဖြင့်အလွန်တရာအံ့ဩလာ၍ဘီမကိုကြည်ဟာဒီမှာလူသားစင်စလဲဖြစ်ပါလေ။အနှစ်2000ကျော်3000နီးပါးရှိသည့်အခါကပြပြက်ခဲ့သည့်များကိုမနေ့ကပင် ကိုရိုင်တွေ့ကြုံပြီးတကယ်တော့ပြောဆိုခြင်းမှာဘီမ၏အသက်သည်2000ကျော်ရှိပါသလားဟုမေးလေ၏။ ဘယင်မသည်ကျွန်ုပ်ဟာအတန်ကြာအောင်စိတ်ကြည်ပြီးနောက်အော်လူမိုက်လူမိုက်ဘာကောင်မတိရှာသေးပဲကိုလူများတည်ရဲ့ဆိုတာဘာလဲတည်ရဲ့လားတကယ်တည်တာမဟုတ်ဘူးမောင်ရဲ့ဘဝအကူပြောင်းရှင်များတာဖြစ်တယ်ဒီကဲ့သို့တဘွားနဲ့တဘွားမကူပြောင်းရအောင်တက်နိုင်တဲ့စင်းနည်းများရှိရဲ့ဆိုတာမောင်တို့မကြဘူးဘူးလားကြားတော့ကြားဖို့ပါရဲ့ဗီမခင်ဗျာတို့တော့ဒီလောက်တွေရာတကယ်ဖြစ်နိုင်တယ်လို့ကျွန်တော်ဖြစ်မထင်မိပါဘူး ဘာဖြစ်လို့မထင်ရတလဲမောင်နှုတ်ကမောင်နှုတ်ညံကလေးနဲ့စဉ်းစားပြီးကြည့်လို့မမိလေငါတို့ညံမမိလို့ပါခလားလို့မအောင်မိပဲမဖြစ်နိုင်ဘူးရဲ့လို့တခါရဲမှတ်လိုက်တာကိုမောင်ရဲ့ဒီဟာကြောင့်မောင်နှုတ်တလောက်ညံမွေးနေရမဟုတ်လားလူများတည်ရဲ့ဆိုတာလေတကယ်တည်တာမဟုတ်ဘူးမောင်ရဲ့အဖြစ်ပြောင်းလဲခြင်းတာဖြစ်တယ်ဒီဟာတော့ကျွန်တော်လည်းသိပါတယ်ကတော့မပြောစားပြရကလည်းဒီလိုပဲဟောခဲ့ပါဩ तू ကလည်းဒီလိုပဲဟောခဲ့သလား သူဟောတာမှန်တယ်မောင်ရဲဟုပြော၍ကျွန်ုပ်မှာဖះဟောတော်မူသည်ကိုမှန်သည်ဟုပြောရင်မလိုသည်ဖြစ်၍အနေငယ်ပြုံးရင်မိလေသည်ဘီမကလည်းကျွန်ုပ်ပြုံးရသည့်အတိတ်ပဲကိုရိပ်မိလေတဖြင့်ဗါတဲ့မောင်ကမောင်တို့တတတအတွင်မှာဒီများလောက်သိနိုင်နေဆိုရင်ကျွန်ုပ်ကနှစ်ပေါင်းဒီလောက်ကြာအောင်နေခဲ့တဲ့မိမကမသိဝဲနေမလားမောင်ရဲ့ဒီကိုယူမြင်လားကြည်စမ်းဒီဟာနှစ်ပေါင်းဘယ်လောက်ကြာပြီထင်တယ်လဲ အနစ်6000ကျော်လောက်တုန်းကထွေးထားတဲ့ဂူကြီးပဲမောင်ရဲ့အခုဒီလူတွေဘယောက်ကုန်တယ်လဲသိလားမသိဘူးဟုတ်စားဒီလူတွေဒီမှာမရှိပေမဲ့ပျောက်ကုန်ပြီမထင်နဲ့ပျောက်တာမဟုတ်ဘူးဘဝကူပြောင်းပြီးအဖြစ်တမျိုးလဲနေကြတယ်ဒီခါတလီများလေသူတို့ဒီမှာထိုင်နေရောသူတို့အရေးတွေမင်းရတယ်လို့လို့အောင်းမိမိတယ်တတိချာကြည့်ပြန်တော့လေပျောက်ကုန်ကြပြန်ရောဟုတ်စင်စားရင်ပြောသည့်လက္ခဏာနဲ့တလုံးချင်းပြောလေလေ ကျွန်ုပ်တို့လည်းထိုရိတ်တို့ကိုမြင်ရပြီးတကယ်တော့မှတ်ထင်၍ကြက်သိမ့်ပင်ထမိလေသည်ဘုရင်မလည်းလူများဟာငယ်ချင်းကစာပြီးကြီးတိတိုင်အောင်တနေ့တခြားအကြအမြင်များပြီးလိမ္မာကြရတယ်မဟုတ်လားကျွန်ုပ်မှာ နေထိုင်ခဲ့ရတဲ့နှစ်ပေါင်းကများတော့အတက်ပညာစီးပိုးလာခဲ့တာဒီခုခါဖြင့်ကျွန်တော်မသိတဲ့နားမလည်တဲ့အရာရဲ့လို့ရှိပေဘူးမှတ်တာပဲဟုပြောဆိုရမှာ ။ပြင်မသည်ကျွန်ုပ်အားပြောဆိုပြီးတကယ်တော့မဟုတ်မိမိတယောက်တည်းမြင့်ညူလျက်ရှိပြီးတကယ်တော့။အော်တနေ့တော်လဲလာနိုးတနေ့တော်လဲလာနိုး ਨੇ စောင့်ပြီးနေခဲ့ရတဲ့နှစ်ပေါင်းကလည်းအများလားချီပြီနော်။ဘယ်တော့များမှလဲလာပါမလဲကွယ်။အသက်ဟဲတော်တော်စောင်းလက်စားနဲ့စောင်းရအောင်တော့မှာပေါ့လေ။တနေ့တော့မုတ်ချအတူလာရမှာပေါ့ ဘန်ဒီနဲ့မဆိုတူလာရအောင်မှာပေါ့ဟုတ်ပြောပြီးလင်းကျွန်ုပ်ရှိဒီကိုတရေရွေကျွန်ုပ်တယောက်တည်းဒီရက်မှာလူရိုင်းတင်နေနေထိုင်ရတာပြင်းစရာကောင်းတယ်လို့မြားမောင်မမတ်ဘူးလားပြင်းလာပါပြီမောင်ရဲ့ပြင်းလာပါပြီချစ်တဲ့သူငယ်ရေးစအတွက်ကြောင့်သာဒီလောက်ကြာအောင်စောင့်ဆိုင်နေရတခါတခါတော့လေတီဘီလိုက်ရရင်ဖြင့်မြင်မြန်များတွေ့ရမလားအောင်မြင်မိရဲ့ဒီလိုဘဝကိုယ်ပြီးလိုက်ပြန်ပြီးရှုံးမဖြစ်လဲ ဘဝတွေကအမျိုးမျိုးစွကြောရာတွေကလည်းအနန္တမလို့တွေ့ဖို့ရအင်မတန်ခဲရင်းတဲ့အဖြစ်ကိုသိလို့သာတနည်းတော့လေမုတ်ချတူလာရမဟဲလို့အားခဲပြီးစောင့်ဆိုင်ရတော့တယ်မောင်ရဲ့နောက်ကိုနှစ်ပေါင်းတစ်ထောင်ကြာအောင်မလားနှစ်ထောင်ကြာအောင်မလားမသိရဘူးကြာကျင်တော့ကြာပါစေလေစောင့်နိုင်အောင်ရိုးစားပြီးစောင့်ရမှာပေါ့ဟိုတခါတွေ့တော့ကတော့သူ့ကိုကျွန်ုပ်ကပြစ်မှားမိခဲ့တယ်ဒီတခါတွေ့လျင်ဖြင့် အရင်ကအဖြစ်ကိုမေ့ပြီးကျွန်ုပ်အစင်ကိုမြင်ရတာနဲ့ချစ်ခင်ကောင်းပါရဲ့ဟု ပြောလင်ကျွန်ုပ်မှာဘီယမပြောတီကို နားမလဲတီဖြစ်၍ဘီယမတီထင်ရာကိုပြောတတ်သောအယူမတော်၎င်းပကောင်းဆိုးဝါတော်၎င်းဖြစ်မည်ဟု စိတ်တွင်အောင်မေလျက်ရှိစဉ်ဆက်လက်ပြောပြန်သည်မှာအော်ကျွန်ုပ်မှာနှစ်ပေါင်းများစွာနေခဲ့ရသဖြင့် လူတောင်မညာတို့မတင်နိုင်တော့အဖြစ်အပျက်တို့ကိုသိရှိရတော့လဲဘယ်ခါလာနိုင်ပြီဆိုတဲ့အကြောင်းကိုတော့မသိနိုင်ပါပဲကလား။အော်တနေ့တော့လာလိမ့်မယ်ပေါ့လေ။နှက်ဖြံမဲလာလာတပတ်ခါပဲလာလာအနည်း9000နေမှပဲလာလာ။ငါကဖြင့်လိုလေသေးမရှိရအောင်စောင့်နိုင်တမျှစောင့်ရမှာပေါ့ဟုပြောပြန်လေ။ကျွန်ုပ်ကနေပါအောင်ဗျာ။ ျွန်တော်တို့အချိန်တန်လင်းသေးတယ်ဘယ်မှမှတော့တလောက်နှစ်ပေါင်းကြာအောင်ဘယ်နည်းနဲ့နေနိုင်ပါသလဲခမားဟုမေးလင်းကျွန်ုပ်ပြောခဲ့တဲ့အတိုင်းပေါ့နေနိုင်တဲ့နေရှိရဲ့မောင်ရဲ့ဒီနည်းကိုတည်ရသူဟာမတည်မပြောက်ဖယ်နေဖို့အလွယ်ကလေးပေါ့တို့တော့တခုတော့ရှိရပေါ့လေကဘာကြီးတော်မှာအချိန်တန်တော့ပြည့်ရမှာကိုမောင်ရဲ့ဒီတော့ကျွန်တော်လည်းတနေ့တော့တည်ရမယ်ပေါ့လေ တို့တော့ကျွန်တော်ကအတက်ကိုရှည်အောင်ရုပ်ကိုမအိုးဟာဒီလိုနီးကိုကပ်အားလို့သွားဆိုတလို့ရရှိခဲ့တာ哦ဒီကြောင့်ရနောက်စကားသမီးကြလို့ပြောစင်ချိရှိရင်တော့လည်းပြောရမှောင်ပေါ့လေမောင်တို့လာမယ်ဆိုတာကျွန်ုပ်ဘယ်နဲ့သိတယ်လဲဆိုတာမောင်သိရလားဟုမေး၍မသိကြအောင်ကျွန်ုပ်ကပြန်ပြောလင်ဘေးမသည်ကြောက်စပွဲပေါ်ရှိကြောက်ခွက်ထဲသို့ကြောက်တကောင်းမှအလွန်ကြီးလင်းလှစွာရေကိုငှဲ့၍ထည့်ပေးလေ၏ ရေသည်ခွက်တွင်သို့ရောက်၍ငြိမ်သက်စွာရှိသည့်အခါဘီမသည်မိမိလက်ရိတ်ကိုရေထဲတွင်ထင်စီပြီးလျှင်ရေထဲမှထိဆန်းဟုပြောသည်ဖြင့်ကျွန်ုပ်လည်းငုံ၍ကြည်လိုက်လေ။ကျွန်ုပ်သည်ရေတွင်ဆိုင်လျက်ကြည်နေစဉ်ရေသည်တဖြည်းဖြည်းမဲမောက်၍တော်ပြီလျှင်တပတ်ကြည်လင်၍လာသည်ဖြင့်ရေတွင်တင်လျက်ရှိသောအရေးတို့ကိုမြင်ရလျှင်ကျွန်ုပ်သည်အံ့ဩ၍မကုန်နိုင်အောင်ရှိကုန်၏။ ထိုရိတ်တွင်ကကျွန်တို့ထွေးလောက်ခဲ့သောလေပေါ်တွင်မောင်စုံးနိုင်သည်ချင်းကိုက်မီကိုကြောက်သဖြင့်စောင်းတရေကိုခေါင်းမိချုံ၍အိလျက်ရှိရာကာစင်ပေါ်ဆန်နေကျွန်တို့သည်လေကိုကန်းချီမှရှောက်၍နယ်ကျိုးတို့ဖြင့်ဆွဲလျက်ရှိကြသည်ကိုတွေ့မြင်ရလေ၏ကျွန်တို့သည်ထိုရိတ်ကုန်မြင်လျင်ကျွန်တို့ကိုယ်တိုင်တွေ့ကြုံခဲ့ရသော အဖြစ်ပြက်ဖြစ်ကြောင်းကိုသိရှိရသဖြင့်အလွန်တရာအံ့ဩလျက် ဒီဟာမျက်လည်ပါပဲခမရဟုပြောလေလင်ဘီရင်မကဒီဟာမျက်လည်မဟုတ်ဘူးမောင်ရဲ့ပညာလို့ခေါ်တယ်ဒီပညာတတ်တည်ပါတုံးတယောက်တည်းရှိတည်မဟုတ်ကျွန်တော်နေထိုင်ခဲ့တဲ့ပြည်မှာလည်းဒီပညာမျိုးတက်တဲ့သူတွေအပုံပွဲရှိတယ်အခုပြင်ရှိလေသလားမဆိုနိုင်ဘူးသို့တော်လေဒီပညာမှာကျွန်တော်ကအဆုံးအောင်မတတ်သေးဘူးနောက်ကအဖြစ်လောက်ပဲကျွန်တော်မြင်နိုင်တယ်ရှိကအဖြစ်တော့ကျွန်တော်မြင်အောင်မတတ်နိုင်သေးဘူးသို့တော်လေတဖြည်းဖြည်းတော့ ကျွန်တော်မတက်တန်အောင်လုပ်မှာပဲဒါနဲ့ကျုပ်ကျွန်တော်ဒီနေ့ဒီကနေ့ပြင်းပြင်းရှိရာနဲ့ဒီရေမာရေးချင်အောင်ကြည်လိုက်တော့မောင်နှုတ်အရေးကိုကျုပ်မြင်ရတာကိုမောင်နှုတ်၃ယောက်ကလေကိုဆွဲလို့လေပေါ်ကတငယ်မြင်တာပဲတော့စောင်းချုံထားလို့ကျွန်တော်မမြင်အောင်နောက်များတော့ဒီပညာအကြောင်းမောင်နှုတ်ပြအောင်ပါဗောလေဒါနဲ့ဟိုတငယ်တယောက်အင်မတန်ဖျားနေရဆိုမှန်ပါတယ်ဘီမခင်ဗျာအသေးအတန်ပဲဖျားနေပါတယ်ဘီမဒီလောက်တောင်ပညာတက်လေ ကျွန်တော်လိုပြောင်းအောင်ညာောမတက်နိုင်အောင်လားခင်ဗျာတက်နိုင်ပြီလားမောင်ရဲ့ကျွန်တော်ကူတိုက်ရတယ်ချက်ချင်းပြောင်းပါပေါ့ဒါနဲ့မောင်နဲ့တည်တငယ်နဲ့ဘယ်နဲ့တော့ကြတယ်တားတော်တလားမွေးစားရဲ့တားပါခင်ဗျာသူ့တော်တားရင်လိုပဲချစ်ခင်ပါဘီမတက်နိုင်တဲ့ဖြင့်ချက်ချင်းကူတတော်မပါခင်ဗျာကျွန်တော်ယခုတောက်ခေါ်ခဲ့ပါမယ်နေပါအောင်မောင်ရဲ့ဖျားရပနေရရှိပြီလေဒီကနေ့ပါ၃ရက်ရှိပါပြီ ါဖြစ်ရင်တရက်လောက်နေပါစေ哦သူ့ဘာသာပြောလို့ရှိရင်တော့ကောင်းတာပဲကျွန်တော်ကုရရင်ကျွန်တော်စီကအင်မတန်ပြင်းနေဒီတော့တရက်လောက်ကြည့်ကြအောင်ဆိုနောက်ပြန်သူဖျားရဲ့အချိန်ရောက်လို့မှယောဂါမတက်တာနဲ့ကျွန်တော်ကုပေးမယ်ပေါ့အခုတူနာမှာဘသူဆောင်ရှောက်တလဲဟိုမေးတဲ့ဖြင့်ဘယင်မိုက်လူမျိုးမိမတယောက်မှာ EBE ဒေါ်စံအတိုင်း လင်မယားအဖြစ်နှင့်အတူတကွနေထိုင်ကြသည့်ဖြစ်၍၎င်းမိမငယ်ပင် ပြုစုစောင့်ရှောက်လျက်ရှိပါကြောင်းဖြင့်ပြောမိလျာဘယေမသည်အမျက်ချချောင်းထော်လျက်ကျွန်ုပ်လူမျိုးလိုမောင့်ကိုဘသူပြောတယ်လဲကျွန်ုပ်ကိုဒီတတဝအရိုင်းကောင်တွေနဲ့လူမျိုးအတူတူပဲမှတ်နေတာလားဟင်ဒီအရိုင်းကောင်တွေဟာကျွန်ုပ်ခိုင်းစရာကိုစောင့်ရွက်ကြရတဲ့အကြီးကျယ်နေဖြစ်တယ်ဟုစိတ်ဆိုးသောလေတံဖြင့်ပြောပြီးကျွန်ုပ်ဒီများစွာတုံလုံးဖြစ်ရဲ့ တတိမေယော၏ပြုံးမိချောင်းကိုပြောပြီးလင် ပြိခန့်တော်မူပါဘုရင်မဟု တောင်းပန်ရလေ၏ထို့အခါဘုရင်မက စကားပြောလင်လူမိုက်ပြပြမပြောပါနဲ့မောင်ရင်တတိထားမှာပေါ့ကျွန်တော်ကိုလည်းဘုရင်မမခေါ်ပါနဲ့ကျွန်တော်နာမည်ကယူပနန်ဒီတဲ့ဒီကနေ့ကစာပြီးကျွန်တော်ကို ယူပနန်ဒီလို့ခေါ်ပါဟုပြောလေယူပနန်ဒီဆိုတဲ့အတိတ်ဘယ်မှာအလွန်တရာ အစင်းလာသောမိမဟူ၍အတိတ်ပဲရှိသေးရဲ့ နမယ်နဲ့လည်းလိုက်အောင် ချောလာချီမိအကြောင်းကိုကျွန်ုပ်ဒီမမီရတေးမေကပင်တွေးထင်မိဖြစ်လေသည်ထို့ကပြေမကဒီမေမနမယ်ဘယ်နဲ့ခေါ်တလဲမေတာမှာခေါ်ပါရဲ့ဩကျွန်ုပ်ကိုတစ်ခါတခါအရေးထဲမှာလာလာပြီးတတိပေးတဲ့မိမများဖြစ်လေရသလားကြည်စမ်းရည်ရဲကိုဒီမိမလာဟုတ်ပြော၍ရှိကနီတူရေကိုလောအဖြင့်ကာယူပြရာအရေးသေးတွင်မဲသားမသည် အလွန်တရာကျဉ်းသာလှစွာသောမျက်နှာထားဖြင့်ဆောင်းရွေအေလီယန်တွေတို့မောင်စောနိုင်၏အနီးတွင်ထိုင်၍ဆောင်းလျက်ရှိသည်ကို တွေ့မြင်ရလေ၏ထို့ကားကျွန်ုပ်ကဟောက်မန်ကြောင့်ကိုပြောလင်ဘယင်မသည်နှဖိုးကို လက်ဖြင့်တက်လျက်ကျဲတူပါကလားဟောက်နိုင်မဲမထင်ပါဘူးလေဟုပြော၍အရေးကိုကြွယ်ပြောက်စေလေ၏၎င်းနောက်ဘယင်မက ကျွန်တော်မှာတော့ဒီစပွဲပေါ်မှာရှိတဲ့တတိများနဲ့ဟောက်ရီရေကိုပဲတောက်ပြီးနေနိုင်တယ်။သို့တော့မောင်တို့မှာတော့လူချင်းမတူလို့ဘလို့ဟာမျိုးကိုစားတက်တောက်တက်တယ်လေ။လူရာရှိရင်ပြောတာပြောနော်။ကျွန်တော်တက်နိုင်သလားအဆောင်လျှောက်ပါမယ်ဟုပြောလင်။ကျွန်တော်လိုသည့်အရာကိုတောင်းခံရင်အလိုလိုဖြစ်ပါမည်လားဟုပြောလင်။လိုသည်ကိုတော့တောင်းတာတောင်းပါဟုပြောတော့အခါကျွန်တော်ကရှုဘနန္တီဤမျက်နာကိုတစ်ချိန်တစ်ခါမြင်လို့ကြောင်းပြောမိလေဤ ထိုခါဘီမာက ရှင်မောရီတတိထာမောင်ရဲ့နော်တတိထာနတ်သမီးများမြင်ရဘူးရဲ့လို့ဟာအလုံးမပြည့်နိုင်ပဲနတ်သမီးကိုသာတောင်းတပြီးတည်ရတဲ့ပုံဝိထုများမကြဖို့ဘူးလားကျွန်ုပ်မျက်နာကို မောင်မြင်ရလေလေဒီလိုပဲမောင်ဒုက္ခရောက်လိမ့်မယ်ကျွန်ုပ်၏အစင်တီမောင်ကဲ့သို့တော်လူအတွက်ဟောကျွန်ုပ်မျောလင်းစောင့်စားလျက်နေတော့သူ၏အတွက်များသာဖြစ်၏ကျွန်ုပ်ကို မြည်သည့်အတွက်မောင်မှာ အလိုမပြည့်နိုင်ပဲစိတ်ဆင်းရဲယုံမြရှိပါလိမ့်မယ်မောင်ရယ်တတိထားပါတတိထားပါဒီလောက်တတိပေးရတဲ့မောင်ကြည့်ကျင်သေးသလားဟုမေးရကျွန်ုပ်မှာဤတို့ပြောသည့်အတွက်ကြည့်လို့သောစိတ်ဆန္ဒသည်တာ၍ပင်အာကြည့်လူသည်ဖြစ်ရကဖြစ်လို့ရဖြစ်စီတော့ဟု အောင်မွေ၍ကြည့်မြင်လိုကြောင်းနှင့်ထက်လောင်းပြောဆိုပြန်လေ၏ထိုကားပြင်မကဒီလောက်တတိပေးရတဲ့အကြည့်ကျင်သေးသလားဟုမေးရကျွန်တော်လည်း စိတ်ကိုမချုပ်ထီးနိုင်သည်နှင့်ကြည်လိုပါသည်ဟုပြန်ပြောသည်ဖြင့်ဘီမသည်ဥကောင်းတော်တွင်တွေ့လျက်ရှိသောဂျိတ်ကို ဖြုတ်ပြီးလင်းကောင်းမီးချုံကိုဖွင့်၍ချလိုက်လေ၏ကျွန်ုပ်မှာကျွန်ုပ်ကိုယ်တိုင်လည်းအစင်းတဒံညံ့ဖြင့်လာသည်ဖြစ်ရာသူတစ်ပါး၌လည်းရုပ်ရည်ချုံမောလှပခြင်းကိုများစွာပမာမပြုဘဲအစင်းအင်္ကာနှင့်ပြည့်စုံသော မိမတို့ကို တွေ့မြင်သည့်အခါ၌လည်း ၊ဆွဲလန်းခြင်း၊တက်မှန်မောခြင်းစသည်တို့အလေးမင်မဖြစ်ဘူးတဖြင့်ယခုအသက်၄၀ကျော်တိုင်အောင်လူပြိုကြီးလှုပ်၍လာခဲ့ရာအိမိမ့်မကုန်မြားသည့်အခါ၌ကလူပြိုကြီးလှုပ်၍ပင်နေတော့မည်ဟုသော စိတ်တို့သည်ကွဲပြောက်သွားလေ၏ဤသို့မကြီးမငယ်အရွယ်တိုင်ရောက်မှမိမိ၏စိတ်၌ပေါလဲပေါပြန်ဖြစ်ရခြင်းကိုဝန်ခံရသည်မှာရှက်ဖွယ်ကောင်းလာတော့လေထိုမိမ့်မသည် မြင်းများချုံမောလပါတီကိုမပြောနိုင်သည့်ဖြစ်၍မြင်းများလောက်လပါတီအကြောင်းကိုထင်ရှားစေခြင်းကကျွန်ုပ်ကဲ့သို့တူပင်ပင်တူပင် စိတ်နှလုံးဖောက်ပြန်ခြင်းဖြစ်သေးသည့်အကြောင်းကို ထုတ်ဖော်၍ရှင်းသားရခြင်းဖြစ်ပါသည်။ရှိအခါကအစင်းတန်နှင့်ပြည့်စုံသည်ဟု ထင်ရှားကြော်စောခဲ့သောအောင်မာတန်နှင့်ပပဝရီမာဂန်ဒီစသည်တို့မှကြားဘူးယုံများသာကြားဘူးရသည်ဖြစ်၍ တချိန်တခါကြည်ယုံများနဲ့မိုးဝေလေးရဲ့သွားသက်သေးဟု ကြားဖို့တော်လဲမယုံကြည်ပဲရှိခဲ့ရာထုံမင်းမကိုမြင်ရသည့်အခါ၌ကစာတွင်ရှိသော အကြောင်းအရာတို့သည်ဟောက်တန်လောက်ပေ၏တကားဟု အောက်မေ့မိလေ၏ရှေးခါ၌ကမိတိမိန်းမသည်ရုပ်ဆင်းတံတန်၏ပြည့်စုံခဲ့သည့်ဖြစ်စေယောက်ျားတို့၏စိတ်တဘောကိုတခဏချင်းပင်ပြောင်းလဲစေနိုင်သည်တတိမေလျော်၏သွားသက်သည့်စသဖြင့် ကြောကြားပူတီမှာရာဇဝင်ဖြစ်သဖြင့်ပုံမိုးရေးမြဲရှိသည့်အတိုင်းရေးတီဟူတာလင်း မှတ်တင်လေးရှိခဲ့သည်ဖြစ်ရာယခုမှမုံမိန်းမတို့၏အစဉ်သည်ယောက်ျားတို့၏စိတ်တဘောကိုနုညွတ်စေရန်မျှလောက်အစွမ်းတတိရှိသည့်ကို ကောင်းစွာယုံကြည်ပြီးဖြစ်လေသည်ဘီယင်းမသည်ကောင်းမှုချုံကိုဖွင့်ချလိုက်သည့်အခါကိုတွင်ဝတ်ဆင်လျက်ရှိသောအဝိတုမှာအိန္ဒိယတိုင်းသူတို့ဝတ်ဆင်လျက်ရှိသော အဝယ်မျိုးဖြစ်လျက်အလွန်တရာပါဠိရဲ့ပြော့ပြောင်းနူးညံ့လာသောအထည်ဖြင့်ချုပ်လုပ်၍ထားလျာအလွန်ပြည့်ပြည့်နုပြူလာသောကိုပေါ်လက်ပုံတို့ကိုပဂရိအတိုင်းပင်ထင်မြင်ရလူပနန်းရှိလေ၏ပြင်မဤခြေ၌လည်းနီမြန်းသောအိမ်ဟောင်းသည်ခြေနှင်းကိုဝတ်ဆင်လျက်ရှိရာ၎င်းခြေနှစ်ဖက်ကိုမြေရယုံနှင့်ပင်အထက်သို့မော်၍မကြည့်နိုင်အောင်လှပပြပြချင်းရှိပေ၏ ကျွန်ုပ်ဒီခြေနှက်ကိုကြည်ရမှာတဖြည်းဖြည်းအထက်တို့လျှောက်၍ကြည်ရဘယေမအိခါနိုင်ကခြေနင်းနှင့်တရောင်းနေရှိသောဖဲခါပတ်ဖဲကပတ်သည်ဇမူရဲ့ရွှေစင်ဖြင့်ထူလက်ထူလုံးလျက်မွေဤဥကောင်းတန်ရှိသောဂျိတ်တို့ဖြင့်ရှက်တွင်ဂျိတ်တွင်လျက်ရှိလေ၏ပြေမအိခါမှာလည်းအလွန်တရာသိငယ်လာသည်ဖြစ်၏ခါဆိုင်ခန့်မြရှိသောခါပတ် ည်ပတ်စည်းလျက်ရှိရာအထက်တို့ကြီးစုလိုက်ပြန်ရာတဖြည်းဖြည်းပြည့်ပြည့်စွာမောက်ဖြူ၍လာလျက်အလွန်နုညံ့ဖြူစင်လာသောလက်နက်ဖက်တို့သည်ရှင်ကိုဖုံအော်လျက်ရှက်တန်းကာထားသည်ကိုတွေ့မြင်ရလေ၏ဂျိုမာတပန်မျက်နာတို့အရောက်ရှိပြန်သည်ရှိသောဘယင်မ၏မျက်နာသည်ကမြမလောက်ချုံမလှပခြင်းရှိသည်ကို စာဖြင့်ရေးသားတော်လဲကုံနိုင်တော့မည်မဟုတ်ချေ ကျွန်တော်မှာစာရေးဆရာလည်းမဟုတ်တဖြင့်ဘယင်မဤအစင်းတတန်ကိုဖတ်ရှုသူတို့မြင်နိုင်စီလိုက်အောင်ရေးနိုင်တော့စာရေးဆရာဒီလေထုတ်ပေါ်သိမိမထင်ပါနှာခေါင်းဤလာပါခြင်းပါးဤလာပါခြင်းပါးစပ်ဤလာပါခြင်းအသားဤလာပါခြင်းမျက်ကုံးဤလာပါခြင်းတို့ကိုသာပေါ်ပြနိုင်ကြမည်ဖြစ်ရာလုံးစုံစုစုပေါင်း၍ကြည်လိုက်သည့်အခါ ယောက်ျားတို့ဤစိတ်အာယုံတို့ကိုမိခဲ့သောရုပ်ဖိတ်စေတတ်ခြင်းစိတ်နှလုံးကိုမိခဲ့သောညစ်နူးစေတတ်ခြင်းစသည့်အကြောင်းတို့ကစုံလင်စွာဖော်ပြနိုင်ကြမည်မဟုတ်ချေကျွန်ုပ်သည်တမျက်နာလုံးကိုတင်းယုံ၍ကြည်ရမှမျက်စိတို့တပံကြည့်လိုက်ပြန်သည်ဖြင့်မျက်စိချင်းဆိုင်လျက်ရှိကြပြန်သည်ဘယင်မမျက်စိတို့ဓာတ်ကြိုးဖြင့်ရုတ်တရက်ဆက်သွယ်လိုက်ပြီးတကယ်တော့ ြော၍မပြနိုင်တော့အောင်ပင်ကျွန်ုပ်၏စိတ်တော်၌ပြောင်းလဲခြင်းရှိပြီလျှင်ဤတို့မျက်စီခြင်းဆံလျက်ခြင်းနေရာတော့လေစာမွတ်ခြင်းညောင်းညာခြင်းမရှိပဲတတလုံးပင်ကြည်၍နေနိုင်ပါ၏တကားဟုအောင်းမိမိလေ၏ဘုရင်မ၏အစဉ်တရံကို ကျွန်ုပ်ဒီတအားသမျှရေးသားဖော်ပြခဲ့ပြီဖြစ်ရာထို့သောရေးသားခြင်းမှာအပုံတရားပုံလင်းတပုံမြရှိသေးသည်မဟုတ်သဖြင့် ထိုဝရင်မသည်လူသားစင်တဲ့မဟုတ်တန်ရ။နတ်ပြည်မှနတ်သမီးသည်ကျွန်ုပ်အားလာရောက်လှည့်ပြားတည်ခုပင်မှတ်ထင်မိလေ၏။တို့ရာတွင် ထိုဝရင်မ၏ရုပ်အင်္ကာနှင့်ဆက်လျင်၍ထူးဆန်းသောအချင်းရာတစ်ခုမှာကျွန်ုပ်သည်ဘီမကိုထိုကဲ့သို့ဆိုက်၍ကြည်နေစဉ်မိကဲ့သို့သောအကြောင်းကြောင့်မသိဤမိန်းမသည်ကကောင်းသောပုံသားမဟုတ်လူတို့ထိုင်ညံ့ပြင်သောပုံသားများသာဖြစ်ဖြစ်သည်ဟု စိတ်ထဲ၌ယုတ်တရားအဖြစ်မှတ်ထင်ရသည်ဖြစ်ရာထို့သောမှတ်ထင်သည့်နောက်တခဏ၌ကဘယင်မ၏အစဉ်သည်ထိုကဲ့သို့အောင်းမိသောစိတ်ကိုဖုံးလွှမ်းစေပြီးလျင်လှပတေကိုသာတတိယ၍ပထမအဖြစ်ပေါ်လာသောစိတ်သည်အလွန်တရာအားနည်းသဖြင့်ကွယ်ပြောက်၍သွားပြီးလျင်အစင်းကောင်းခြင်းကိုသာစိတ်၌ထင်မြင်ရလေ၏ထို့အပြင် ဘီမိုင်းရနာမှာအမြင်အားဖြင့်အသက်30ခန်းသာတင်မတ်တင်ရညာတော့လေမျက်စိတို့မှာအလွန်ဆူရှခြင်းစင်ကျင်တတ်သောတဘောနှင့်ပြည့်စုံခြင်းအတွေ့အကြုံများသဖြင့်ဉာဏ်ပညာအမျော်မြင်ရှိခြင်းအစရှိသောအချင်းအရာတို့နှင့်ပြည့်စုံလာသည့်ဖြစ်၍တွေ့မြင်ရလေ၏ကျွန်ုပ်လည်းဘီမိုင်းအစဉ်ကိုများစွာအံ့ဩလာသဖြင့်မြတ်တော်မခက်ပဲစိုက်လျက်ခြင်းနေရာ ဘီမတီလက်ကိုပိုင်လျက်ဥကောင်းကိုအနေငယ်စောင်းငယ်ပေးလင်ရက်နေရမှာလူမိုင်းလူမိုင်းကျွန်ုပ်အစကမပြောဘူးလားကျွန်ုပ်ကိုမြင်ရရင်မောင်ဒုက္ခဖြစ်လိမ့်မယ်လို့ကျွန်ုပ်တတိပေးလိုက်တယ်မဟုတ်လားဒါပဲမောင်တို့လူမျိုးဟာနောက်အခါမှာဘလို့ပဲဖြစ်ဖြစ်သိကျင်တာရှိရင်သိရမှကြည်ကျင်တာရှိရင်ကြည်ရမှအခုကြည်ရတော့မောင်စိတ်မှာဘယ်နဲ့ဖြစ်တယ်လဲမအောင်နိုင်မအီးနိုင်ဖြစ်တယ် ို့တော်လဲစိတ်ကိုဒါချုပ်တီးပြီးတော့မှရင်ကျွန်ုပ်ကမောင်းနဲ့ဘာမှမဆိုင်ဘူးကျွန်ုပ်ပိုင်းနဲ့လူတယောက်ပဲရှိတယ်ဒီလူကိုကျွန်ုပ်အခု မျောနေတယ်မဟုတ်လားကဲတော်ပြီလားနောက်ကိုမကြည့်ချင်နဲ့နော်ဟုပြောပြီးလင်းဘီမသည်မိမိဤမျက်နှာကို ရှေ့ကကဲ့သို့ခေါင်းမွေးခြုံလိုက်လေ ဘုရင်မသည်မျက်နာကိုမမြင်စေရန်ဤသို့ကောင်းမှုချွန်လိုက်ပြီးဖြစ်တော်လဲကျွန်ုပ်ဤစိတ်၌ကမျက်နာကိုပကတိပင်မြင်ရသေးတကယ်တော့အောင်းမေ၍စကားတခွန်းမှမပြောနိုင်ပဲစိုက်ကြည့်နေသေးရာဟဲ့လူမဒီလောက်မရှုံးနဲ့လေတတိထားမှာပေါ့ကဲကဲတော့ပြောတော့ဂျီကန်းကထွက်သွားပြီးရင်တော့ကျွန်ုပ်ကိုမောင်တစ်ချိန်မှမမြင်ဘူးတကယ်တော့အောင်းမေပြီးကျွန်ုပ်ရဲ့အစဉ်ကို မောင်းစိတ်ထဲကခွဲခွာနိုင်အောင်ခွဲခွာပြီးတော့မှရေကဲကဲသွားတော့သွားတော့ဟုတ်ပြောလင်းကျွန်ုပ်မှအိယာမယုတ်တည့်ရဲ့နိုးရွအလွတ်လိုက်ပြီးတကယ်တော့မိုးဝေရင်းရိုင်လျက်ထွက်လာရှာလိမ့်ဤအခန်းစနစ်ကိုနိုင်ရဒီမှာဆက်လက်ဖျက်ပြပြီးတော့မှာဖြစ်ပါတယ်အဆုံးထိယူဆန်နာစင်ပြီးခဲ့တဲ့အားလုံးကိုထူးဝင်ကြည့်စုတင်ရှိပါတယ်အားလုံးဝေးချမ်းမှာပြီးခင်ကြပါ Alright